မျိုးအကြောင်းသူလေးတွေရဲ့အုပ်စုဖွဲ့အနိုင်ကျင်းမှုမှာနင်းနာသူကိုရှစ်ခိုးတောင်းပန်မှုပညာရေးဝန်ကြီးဌာနကဆုံးဖြတ်ချက်ချလာ။အွန်လိုင်းပေါ်မှာအခုရက်ပိုင်းတွင်ပြန့်နှံ့နေတဲ့ video file တစ်ခုဖြစ်တဲ့မြောင်မြောင်မျိုးအထက်က၆ကအကြောင်းသူလေးတွေရဲ့အုပ်စုဖွဲ့အနိုင်ကျင်းမှုနဲ့ပတ်သက်ပြီးတော့ပညာရေးဝန်ကြီးဌာနကဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီလို့သိရပါဗျ။မြောင်မြောင်အထက်က၆မှာတက်ရောက်နေတဲ့အကြောင်းသူလေးတွေကရွှေလူအကြောင်းသူတယောက်ကိုအကြောင်းရင်းပြင်ပချိန်မှာအုပ်စုဖွဲ့အနိုင်ကျင်းခဲ့ပြီးတော့ video ရိုက်ကူးထားခဲ့တာပါ။ အနိုင်ကျင့်ခံရတဲ့ចောင်းသူတွေအနေနဲ့ចောင်းဆက်မတက်နိုင်တော့တဲ့အထိစိတ်တရားတွေရခဲ့တာကြောင့်ဒီပြဿနာပေါ်မှာတရားတဲ့အရေးယူမှုတွေလှုံ့ဆော်ဖို့တောင်းဆိုလာကြတဲ့သူတွေရှိလာခဲ့ပါတယ်နေနာသူចောင်းသူလေးကိုရွှေသူចောင်းသူနှစ်ယောက်ကပားရိုက်ခဲ့တဲ့ပြင်ထိုင်ပြီးတော့မှရှုခိုးခိုင်းခဲ့တရားပါ။ဒါပြင်ကျန်တဲ့ចောင်းသူတွေကလည်းအနိုင်ကျင့်တာကိုအားပေးအမြောက်ပြုခဲ့ကြပါတယ်။ဒါကြောင့်မလို့နေနာသူចောင်းသူလေးမှဘာတုံ့ပြန်မှုမှမလုပ်နိုင်မဲနဲ့ចောင်းပိတ်နေခဲ့တာပါ။ ဒီပြရကပြီးခဲ့တဲ့2024ခုနှစ်စာသင်နှစ်မှာဖြစ်ခဲ့တာဖြစ်ပြီးတော့ဗီဒီယိုမှတ်တမ်းကတော့အခုလက်တလုံးမှမှ ပေါက်ကြလာတာပါပြည့်စင်ရတော့2024ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာနိနာသူចောင်းလူလေးကိုအနိုင်ကျင်းတဲ့ဘွဲကចောင်းချင်းပြင်ပမှာချိန်ဆိုခဲ့တာပါအနိုင်ကျင်းရတဲ့အကြောင်းကတော့နိနာသူចောင်းသူကအနိုင်ကျင်းတဲ့ဘွဲကចောင်းသူတွေရဲ့ဓာတ်ပုံကို Photoshop လုပ်ပြီးတော့ online ပေါ်မှာဖြန့်ချိခဲ့တယ်လို့အထင်မှားရကနေပြီးတော့စတင်ခဲ့တယ်လို့သိရပါတယ် တကယ်တော့နင်းနာတဲ့သူចောင်းသူကတက်ပုံတင်ခဲ့တာမဟုတ်ပဲねအဆိုပါចောင်းသူရဲ့တငယ်ချင်းကဖုန်းငါယူသားပြီးတော့ online ပေါ်မှာဖြန့်ချိခဲ့တာပါဒီလိုမျိုးအထင်မြင်လွဲမှားမှုတွေဖြစ်ပေါ်ခဲ့လို့နင်းနာသူမိန်းကလေးနဲ့မိခင်ဖြစ်သူကအနိုင်ကျင့်ခဲ့တဲ့အဖွဲကိုကိုယ်တိုင်ပြီးတော့တောင်းရတောင်းမှန်ခဲ့ပါသေးတယ်ဒါပေမဲ့တပတ်ကအနိုင်ကျင့်တဲ့ចောင်းသူတွေကမကျင့်နိုင်သေးပဲနဲ့အခုလိုမျိုးအုပ်စုဖွဲ့အနိုင်ကျင့်အောင်လှုပ်ဆောင်ခဲ့ကြတာပါ ီယိုဖိုင်ထဲမှာအကြောင်းသူလေးကိုပိုင်းရိုက်ပြီးထိုင်တောင်းပန်စေတဲ့ရုပ်တံတွေဟာကြီးရှုရသူတွေအဖို့မကန်မရနိုင်ဖြစ်စေခဲ့တာပါ။ဒါကြောင့်မလို့ပညာရေးဝန်ကြီးဌာနအထိအရေးယူဖို့တိုင်ကြားခဲ့ကြပြီးတော့အထက6ကဆရာမတွေနဲ့တူကာယကံရှင်အကြောင်းသူတွေကိုပညာရေးဌာနဘက်ကစစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။စစ်စစ်မြင့်မြတ်မှုတွေအပြီးမှာတော့တက်တဲ့အခိုင်အမာရှိထားတာကြောင့်ပညာရေးဝန်ကြီးဌာနဘက်ကဒီပြဿနာပေါ်မှာဆုံးဖြတ်ချက်ချပေးခဲ့တာပါ။ လူများကတော့ကိုတိလက်ရောက်ကျွလွန်ပြီးစိတ်ထရန်ရစေတဲ့အထိလှုံ့ဆော်ခဲ့တဲ့အကြောင်းတွေကိုထိရောက်တဲ့ပြစ်ဒဏ်ပေးစေခြင်းကြပါရယ်။အနိုင်ကျင့်ခံရတဲ့အကြောင်းတွေကကြောက်စိတ်တွေကြောင့်အကြောင်းမြောင်တဲ့အထိဖြစ်သွားခဲ့ရပေမယ့်အနိုင်ကျင့်ကြတဲ့အကြောင်းတွေကတော့ဒီနေ့ဒီချိန်ထိမြောင်များမျိုးအထက်က၆အကြောင်းမှာပဲဆက်လက်ပြီးတော့တက်ရောက်နေရပါ။အနိုင်ကျင့်ခံရသူကကြောင်းပြောင်းရုံမကကြောင်းဆက်မတက်နိုင်တော့တဲ့အဖြစ်နေရခြင်းတပတ်ကအနိုင်ကျင့်သူတွေကတော့အေးဆေးစွာနဲ့ပညာသင်ကြားနေရတာမပြည့်တင်ဘူးလို့ခံယူထားကြပါရဲ့ ဒါကြောင့်လူအများကအနိုင်ကျင့်ကြတဲ့အဖွဲ့ကိုလူငယ်ထင်းထင်းရဲ့စကန်းစီကိုပို့ဆောင်ကြဖို့အလိုရှိနေကြပါပါတယ်။ဒါပေမဲ့ပညာရေးဝန်ကြီးဌာနကတော့အနိုင်ကျင့်တဲ့အကြောင်းသူတွေကိုတစ်ဖက်ကနိနာသူမင်္ဂလိစင်ရှစ်ကိုကတော့တောင်းမှန်ဖို့သာဆုံးဖြတ်ခဲ့ပြီးနိနာသူမင်္ဂလိကလည်းကျင့်တတ်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်နိနာသူအကြောင်းသူတွေကိုလည်းစိတ်ပိုင်းဆိုင်ရာတက်တာမှုတွေရရှိအောင်လို့လှုံ့ဆော်ပေးသွားမှာဖြစ်ပြီးတော့တောင်းပြန်တက်နိုင်အောင်လည်းကူညီပေးသွားမယ်လို့သိရပါတယ်။